အလုံးသိကြတဲ့အတိုင်းဝိပဿနာသမာဓိဋ္ဌိဟာအစစ်စစ်နဲ့ညာတစ်ခုနဲ့တစ်ခုပို့ပြီးတော့ရင်းကျက်သွားတယ်။ဒါဝိပဿနာသမာဓိဋ္ဌိမှာအချင်းကညာတစ်ခုကတော့တတ္တဝါဆိုတဲ့အယူဆကိုဖယ်ရှားပြီးတော့ ရုပ်နဲ့နာနှစ်မျိုးများသာ ဖြစ်တယ်လို့ရုပ်နာကိုတည့်ရဲ့သိမြင်လာပြီတော့တတဝါယူဆကျော်လွှမ်းသွားနိုင်ပြီဆိုလို့ရှိရင်ဒီအမြင်ကနာမရူပပြိစေရညာလို့ဒီအဆင့်ဝိပဿနာညာကိုနာမရူပပြိစေရညာလို့ခေါ်တတဝါဆိုတဲ့အမြင်ကိုမမြင်တော့ဘူး တကယ်တော့သင်္ခါရတရားတသက်မြတ်တာရှိတယ်လို့မြင်လာတယ်အဲ့ဒီလိုမြင်လာတာကိုပဲဒိဋ္ဌိဝိတ္တိလို့ခေါ်တယ်ဒီအမြင်ဟာဒီဉာဏ်ဟာမင်္ဂန်နဲ့အမြင်ဖြစ်ပြီးတော့မာယင်းနဲ့အမြင်တစ်ခုဖယ်ရှားပြစ်လို့မာယင်းနဲ့အမြင်ဆိုတဲ့အညစ်အကြေးက စင်ကြယ်စီရတဲ့ဉာဏ်ဖြစ်လို့ဒိဋ္ဌိဝိသုဒ္ဓိလို့လည်းခေါ်တယ်။အဲတော့နာမရူပပရိစေတဉာဏ်နဲ့ဒိဋ္ဌိဝိသုဒ္ဓိဆိုတာအဓိပ္ပာယ်တူတူပဲလို့ပြောတာ။ဉာဏ်ကိုပဲပြောတာ။ဒိဋ္ဌိဝိသုဒ္ဓိဆိုတာလည်းအသိဉာဏ်ကိုပဲပြောတယ်။နာမရူပပရိစေတဉာဏ်ဆိုတာလည်းအသိဉာဏ်ကိုပဲပြောတယ်။ဝိတ္တိမဲ့မှာ နာမရူပနာယာထာဝဒတနာဒိဋ္ဌိသုတ်တိနာမနန္ဒယုတ်ကိုအမှန်တိုင်းအရှိတိုင်းသိမြင်တဲ့ဉာဏ်ကိုပဲဒိဋ္ဌိသုတ်တိလို့ခေါ်တယ်ဒိဋ္ဌိဆိုတာသိမြင်ခြင်းအဲ့ဒီသိမြင်ခြင်းဒီဝိတုဒ္ဓိမာယဉ်စွာမြင်တဲ့ တက္ကရာဒိဋ္ဌိဆိုရင်ခန္ဓာအပေါ်မှာအတ္တလိုမြင်နေတဲ့မှားရွံ့တဲ့အမြင်တစ်ခုကိုတုတ်တင်ရှင်းလင်းပြတ်တတ်သောကြောင့်ဝိတုဒ္ဓိဒီအိဗေနဲ့ပေါင်းစပ်ပြီးတော့ဒိဋ္ဌိဝိတုဒ္ဓိလို့ခေါ်တယ်တို့တော့လေအင်္ဂလိပ်လိုပြန်လဲစာအုပ်တွေထဲမှာဒိဋ္ဌိဝိတုဒ္ဓိကို purification of view လို့လည်းဒီလိုပြန် purification of view ဆိုတာသူအဓိပ္ပာယ်တိုင်းဆိုလို့ရှိရင်အမြင်ကိုဖြူစင်စေခြင်းဆိုတဲ့အဓိပ္ပာယ်တော့ပဲရသို့သောပါဠိစာပေရဲ့ဆိုလိုရင်းအဓိပ္ပာယ်ကဒိဋ္ဌိဆိုတာသိမြင်ခြင်းဝိတ္တုဆိုတာအဲ့ဒီသိမြင်တဲ့အသိဉာဏ်ဟာမှားရတဲ့အယူဆတစ်ခုဖယ်ရှားပြစ်နိုင်လို့ဝိတ္တု မာယေနဲ့အမြင်ကနေပြီးတော့ရှင်လင်းတုတ်တဲ့အမြင်ကိုရှင်လင်းတုတ်တဲ့တဲ့တော့ကြောင့်ဝိတုဒ္ဓိလို့ဒီစကလုံးတစ်လုံးကိုပေါင်းစပ်ပြီးတော့နာမရူပပြိစ္ဆေရညာကိုပဲဒိဋ္ဌိဝိတုဒ္ဓိလို့ပြောတာတခါတည်းရကျတော့ဘာသာပြန်တဲ့စကလုံးတွေကအတိတ်ရဲ့ထိမိအောင်မပြန်နိုင်ကြဘူးပေါ့ဒိဋ္ဌိထိမိအောင်မပြန်နိုင်တဲ့အခါကျတော့အနိတာရပိုင်းမှာအာပြော့သွားတတ်တယ် ဒါမို့နာမရူပပြိစေရညာနန္ဒယုတ်ကိုပိုင်းခြားပြီးတော့သတ္တဝါဆိုတာမရှိဘူးယုံနေတာနှမျိုးသာရှိတယ်လို့သိတဲ့အတိညာအဲ့ဒီအတိညာကိုပဲဒေဋ္ဌိဝိတ္တုလို့တစ်ဖက်ကဒီလိုခေါ်တယ်အဲ့တော့ဝိပဿနာညာအလုံးရဲ့အခြေခံအစလို့ပြောဝိပဿနာတမဒေဋ္ဌိဆိုတာအဲ့ဒီကစတယ်လို့ပြော